ဟိုကြီးကတော့ဟိုကြီးကတော့ပြောစရာမလိုပါဘူးသူ့ကိုပြိသက်တွေကကိုတက်တော်များသေးတယ်လေပြိသက်တွေကလည်းဟိုကြီးဆိုရမ်းချစ်ကြတာဟိုနုညာပိုကအဖေ90အမေ90ပေါင်းပြီးသူက100ဖြစ်သွားတဲ့ကာလာကာလာတော့ကိုတက်တော်တယ်ဟုတ်တယ်ဟုတ်တယ်သူကကာလာတော်တော်လေးကိုအဲ့လို ဟိုသူ့ဟာသူလည်း creation လုပ်ပြီးတော့ကတ်တတယ်ပေါ့လေသူကောက်ွက်လေးနေကြည့်ကြည့်နေအရာရလာတဲ့ကောက်ွက်တွေကိုကြည့်ပြီးသူ့ကိုသူလည်း creation လုပ်တတ်တယ်ပေါ့အဲ့ဒါလေဆိုတော့အဖေရောအမေရောမှမရှိဘူးသူသူရှိတာဟိုအမေကတော့ကတ်အမေထက်လည်းတာတယ်ပေါ့ရှင်ကအကိုရီအမားတွေနဲ့ကအခုပထမဦးဆုံးချုပ်ချင်ကားကြီးရိုက်ဖို့ဟိုလောက်နေတာပေါ့စီစဉ်နေတာပေါ့လေအခုရိုက်တော့မှဆိုတော့အဲ အမားတို့နဲ့ဒီရုပ်ရှင်ကားရိုက်ဖို့ခင်းရင်းနဲ့မှဒီပွဲလေးကိုတက်ဖြတ်တာပေါ့အနုပညာတော့အခုရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်ပေါ့လေအခုနောက်ရက်ဆိုရင်ရိုက်တော့မယ်တခြားတော့အဲမိသားစုဘလော့လေးရိုက်တယ်ကြောင်ညာလေးရိုက်ထက်တယ်အမော်ဘလင်မှာဆိုရင်တရေဝင်ပူးတဲ့အခန်းဆိုအဲ့ဒါမမက်ရရပဲသူကတရေဟာဟိုရိုးရိုးတရေမဟုတ်ဘဲနဲ့အမျိုးသမီးတရေဖြစ်နေတာအမျိုးသမီးတရေဆိုတော့အဲအိုက်တင်ကို20ချင်းရတာပေါ့လေတရေအိုက်တင်လောက်ရတယ်အဲ့အောင်မှအမျိုးသမီးဆိုတော့ အာပုံစံမျိုးပြောင်းရတာပေါ့အတန်လေးတော့နာတယ်လေအော်ရတာအတန်ကိုလည်းအဲ့လိုကို့အတန်ကိုလည်းမျိုးသမီးတန်ဖြစ်သွားအောင်ပြောင်းပြီးတော့အော်ရတာဆိုတော့အဲ့ဒါလေးကတော့မှတ်မှတ်ရရပါရှိုက်ပြီးတဲ့ကားတွေပြန်ချင်းဒီထက်ပို့ပြီးလှုပ်လို့ရရဆိုတာပဲပို့ပြီးတော့နားလဲလာလေ။အော်ဒီနေရာမှာဒီထက်ပို့ပြီးလှုပ်လို့ရတယ်။ဘလို့လေးထက်လှုပ်လိုက်ရင်ပို့ကောင်းမယ်ဆိုတဲ့ဟာလေးတော့ကိုယ်အဖေးနဲ့ပို့မြင်လာတာပေါ့။အဲဒီကလည်းရိုက်ပြီးမှသိတာလေး။အဲရွှေရွှေနဲ့ကရုပ်ရှင်ကားကြီးဟိုလက်သေးစွာရိုက်ထားတယ်။အဲ ဲ့ဒါတော့ဒီအိမ်ဆောင်ကြပြီးမှနှစ်ယောက်ပါတဲ့ကားပေါ့လေထိတ်တိုက်လဲဆုံးပြစ်တယ်ဆိုတော့လက်သက်ကားတော့ရိုက်ထားတယ်ပေါ့ကိုကြီးကတော့ကိုကြီးကတော့ပြောစရာမလိုပါဘူးသူ့ကိုပြိသက်တွေကကိုတက်တော်များသေးတယ်လေပြိသက်တွေကလည်းကိုကြီးတို့ရမ်းချစ်ကြတာဟိုနုညာပေါ်ကအဖေ90အမေ90ပေါင်းပြီးသူက100ဖြစ်သွားတယ်အကလာကလာတော့ကိုတက်တော်တယ်ဟုတ်တယ်ဟုတ်တယ်သူကကလာတော်တော်လေးကိုအဲ့လိုဟို ူကသူလည်း creation လုပ်ပြီးတော့ကတ်တယ်ပေါ့လေသူကောက်ွက်လေးတွေကြည့်ကြည့်နေအဲ့ရရလာတဲ့ကောက်ွက်တွေကိုကြည့်ပြီးသူကသူလည်း creation လုပ်တတ်တယ်ပေါ့အဲ့ဒါလေဆိုတော့အဖေရောမေရောမှာမရှိဘူးသူသူရှိတာဟိုအမေရတော့ကတ်အမေထက်လည်းတာတယ်ပေါ့မိဘတန်းကတော့သာသမီကိုချစ်ကြတာပဲမိဘတာတွေကတော့ကိုသာသမီအလိုအောင်မြင်တယ်ကိုသာသမီကိုလူရှိလူခင်ပေါ်တယ်ဆိုရင်မိဘတန်းကတော့ပီတိဖြစ်တာပဲလေကိုလည်းအဲ့လိုပါပဲပီတိတော့ဖြစ်ပါတယ်ဒါတို့ကတော့အဲငိုကြီးရကံပေါ့ သူနုပညာလမ်းပေါ်ရှောက်မှကံပါတယ်သူလဲဝါသနာပါတယ်ဆိုရင်တော့ဟိုပံ့ပိုးပေးမှာပါဒါကတော့သူကံပေါ်ပိုင်းမူတည်ပါတယ်ကံရှိနေကိုလည်းတားလို့မရဘူးเนาะတွေ့သူပဲမိုဂျီဗီဒီယိုလေးတွေအဲ့လိုကိုကိုရီးယားမိသားစုဆိုတော့လေဟိုတောင်ရောက်တဲ့ဆိုတော့သူရိုက်ပွေရိုက်ပေါ်လေအဲ့လိုလေခါကြိုင်လဲသူမသိအောင်ရိုက်ထားတာရှိတယ်အဲ့ဒါတွေအကုန်လုံးကသူ့အတူပဲတိတ်တိတ်မေးကြမလို့